အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မိမကောင်းတယောက်မှရှိတဲ့အရေးချင်းအချို့ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်မိမကောင်းတယောက်ဆိုတာကိုဘဝကိုတာမကတစုံတယောက်ရဲ့ဘဝကိုပါတန်မိုးရှိအောင်ပြန်လဲဆောက်ပေးနိုင်တဲ့အမျိုးသမီးကိုဆိုလိုပါတယ်အဲ့ဒီအတွက်အရေးချင်းတွေကတခုလည်းမဟုတ်ပဲအများစွာလိုအပ်ပါတယ်အထူးသဖြင့်မိမကောင်တယောက်မှရှိတဲ့အရေးချင်းတွေကိုအောက်ပါအတိုင်းရှင်းပြပေးခြင်းပါတယ်နံပါတ်၁စိတ်ကူးတက်ရှင်းမှု မိမတယောက်မှာစိတ်ကူးတန်ရှင်းပြီးစိတ်တက်အလွယ်တကူမကြမိစေဖို့အရေးကြီးပါတယ်တန်ရှင်းတဲ့စိတ်ကူးနဲ့တိဆောက်ထားတဲ့ဘဝကတိကျမှုယုံကြည်မှုအထင်ကြီးမှုတွေကိုအခြားသူတွေကအလိုလျောက်ခံစားရစေပါတယ်နံပါတ်1အပြောဆိုတန်ရှင်းခြင်းမိမကောင်းတယောက်ဆိုတာစကားပြောတဲ့အခါတရားချင်းမတရားချင်းကိုခွဲခြားတတ်ပြီး အလွန်ကြုံမပြောမိဖို့မိမိအတွက်သာမကအခြားသူတွေအတွက်လည်းအကျိုးပြုနိုင်တဲ့စကားတွေကိုပြောတတ်သူဖြစ်ဖို့လိုအပ်ပါတယ်တခါတလေမှာအချိုးကျတဲ့တုံ့ပြန်မှုအချိန်မလွဲတဲ့အကြံပြုမှုတွေကသူမရဲ့တန်ဖိုးကိုပိုပြီးမြင့်တင်ပေးနိုင်ပါတယ်နံပါတ်3ဆောက်ရှောက်နူးညံ့နိုင်စွာ မိမကောင်းတယောက်ဆိုတာမိသားစုအတွက်စောင့်ရှောက်နိုင်သူဖြစ်ဖို့လိုပါတယ်။ဥပမာမိဘခင်ပွန်းတာသမီအတွက်အားထားရမယ့်လူဖြစ်ပြီးအိမ်နောက်တစ်ခုကိုညှိနှိုင်းပေါင်းစည်းနိုင်ဖို့စွမ်းရည်ရှိဖို့လိုအပ်ပါတယ်။ညီကိုမိဘမိတ်ဆွေအိမ်နောက်ဖက်ဆားတဲ့သူတွေစီမှာအေးချမ်းတဲ့စိတ်ဓာတ်နဲ့နူးညံ့မှုကိုဖြန့်ဝေတတ်ရပါမယ်။နံပါတ်၄ပညာပေါင်းစုံနားလည်မှု မိမကောင်းတယောက်မှာတာမန်အိမ်တော်ရေးပညာထပ်ပို့ပြီးဘဝအတွက်အသုံးဝင်တဲ့ပညာပေါင်းစုံကိုနားလည်ထားသင့်ပါတယ်ဥပမာငွေကြေးထိမ့်သိမ်းဤပညာလူမှုဆက်ဆံရေးဤပညာကျန်းမာရေးအခြေခံပညာစသဖြင့်မိသားစုအတွက်အသုံးဝင်မဲ့ပညာတွေကိုအဆက်မပြတ်လေ့လာနေဖို့လိုအပ်ပါတယ်နံပါတ်5တာဝန်ယူမှုမိမကောင်းတယောက်ဆိုတာလိုအပ်တဲ့အခါမှာတာဝန်ကိုလက်မလွတ်ပဲယုံကြည်စိတ်ချရတဲ့စွမ်းဆောင်နိုင်သူဖြစ်ဖို့လိုပါတယ်အိမ်တော်ရေးတာဝန်အလုပ်တာဝန်မိသားစုအတွက်တာဝန်ကို တိကျစွာထမ်းဆောင်နိုင်မှုတာဝန်ယူစိတ်ကအဓိကဖြစ်ပါတယ်။နံပါတ်6သီးခံနိုင်စွမ်းရှိမှုဘဝမှာအခက်ခဲတွေစိတ်ညစ်မဲ့အချိန်တွေမရှိမဖြစ်ကြုံရတတ်ပါတယ်။အဲ့ဒီအချိန်တွေမှာအမြဲတမ်းအပြစ်မတင်ပဲမထိခိုက်စေပဲခံယူနိုင်တဲ့အမျိုးသမီးဟာတကယ်မိမ့်မကောင်းဖြစ်ပါတယ်။သီးခံစိတ်ရှိသူဆိုရင်မိသားစုတစ်ခုလုံးကိုအေးချမ်းအောင်ဦးဆောင်နိုင်ပါတယ်။နံပါတ်9မေတ္တာတရားရှိမှု မိမကောင်းတယောက်မှာအဓိကလိုအပ်တဲ့အရေးချင်းကမေတ္တာတရားပဲဖြစ်ပါတယ်မေတ္တာရှိသူဆိုတာအခြားသူကိုအကျိုးပြုနိုင်သူဖြစ်ပြီးမိမိနဲ့အနီးအနားသူတွေအတွက်ဂရုစိုက်နိုင်သူပဲဖြစ်ပါတယ်မေတ္တာတရားရှိသူဆိုရင်မိသားစုနဲ့လူမှုအတိုင်းဝိုင်းထဲမှာအမြဲတမ်းအဆင်ပြေမှုကိုဖန်တီးနိုင်ပါတယ်နံပါတ်၈ကိုကိုကိုတန်မိုးထားတတ်မှု မိမကောင်းတယောက်ဆိုရင်ကိုကိုကိုတမိုးထားပြီးအလုံးလိမ့်ချမထားသင့်ပါဘူးကိုကိုကိုတကယ်တမိုးထားတတ်မှသာတခြားသူကိုတမိုးထားနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်ကိုဘွားကိုတမိုးထားသူဆိုရင်အခြားသူတွေလည်းကိုကိုတမိုးထားကြမှာပဲဖြစ်ပါတယ်မိမကောင်းတယောက်ဆိုတာအပြင်ဘက်အလှတာမကစိတ်အလှစိတ်တတ်တမိုးတာဝန်ယူမှုနဲ့နူးညံ့မှုတွေကိုအောက်ဆက်ထားသူဖြစ်ဖို့လိုအပ်ပါတယ်အဲ့ဒီမျိုးသမီးဟာမိသားစုအတွက်အခြေခံအုံမြင့်ဖြစ်ပြီးလူမှုအတွက်လည်းအလွန်ရေးပါတဲ့သူတယောက်ဖြစ်လာနိုင်ပါတယ် ားလုံးကိုကျေးဇူးတင်ပါတယ်